ီနေ့မှာတော့ Auto Cycling One တိုင်းသိချတဲ့နဲ့ဘေးကင်းစေဖို့စစ်ဆေးပေးရမယ်အချက်၃ချက်ကိုဝေမျှပေးလိုပါတယ်ခင်ဗျာနံပါတ်၁ CBS Brakes နဲ့ CBS Brakes နဲ့ဟာအရေးပေါ်အခြေအနေတွေမှာ Brake Panel ကိုပုံမှန်ထိရောက်စေပြီးဘေးကင်းစေပါတယ် CBS နဲ့ကိုမစစ်ဆေးရင်အရေးပေါ် Brake Panel နဲ့အခါဘေးချော်တာတိမ်မော်တာတွေဖြစ်နိုင်ပါတယ်ခင်ဗျာနံပါတ်၂ Side Stand Switch မောင်းနေသူတွေကတစ်ခါကလေးဘေးတော့ကိုမတင်မိပဲမောင်းနေမိတတ်ပြီးခွေးတဲ့အခါသို့မဟုတ်လမ်းပေါ်ကအရာဝတ္ထုတစ်ခုနဲ့တိုက်မိတဲ့အခါဆံငယ်တိမ်းပေါက်ပြီးမတော်စမှုတွေဖြစ်နိုင်ပါတယ် size stand switch ကဒီလိုအခြေအနေတွေကိုကာကွယ်နိုင်ဖို့အတွက်ဘေးတော့ချထားတဲ့အခါဆံငယ်ကိုဆက်နှိုးလို့မရအောင်ဒါမှမဟုတ်ဆက်နှိုးပြီးသားဆိုရင်ဆက်ရက်ကောင်လုံးဆောင်ပေးပါတယ် size stand switch ကိုမစစ်စေပဲမောင်းနေမိတဲ့အခါဘေးတော့မတင်မိပဲမောင်းနေမိနိုင်တဲ့အတွက်မတော်စမှုတွေဖြစ်ပေါ်နိုင်ပြီးမောင်းနေရင်ရုတ်တရက်ဆက်ရက်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်နံပါတ်3 suspension system ရှော့အဆော်ပါတွေကစိုင်ငယ်ရဲ့ဘိန်းနဲ့ကိုယ်ရေချာမှာရှိတဲ့စနစ်တစ်ခုဖြစ်ပြီးဇင်းရဲ့တင်ငင်မှုနဲ့စီးနေသူရဲ့တတော်တာရှိမှုလို့တာဝန်ယူထားကြအောင်ရှော့အဆော်ပါကောင်းမှုလို့လည်းဒီအုံမစစ်စစ်မှုရှိဘူးဆိုရင်တော့လမ်းကျန်းတွေမှာမောင်းနေရတာမတက်မတာဖြစ်ခြင်းလမ်းကွေတွေနဲ့ညံတော့မောင်းနေတဲ့အခါစိုက်ကယ်မတည်နေပဲဖိချိုးရခက်ခဲတာတွေဖြစ်နိုင်ပါတယ်ခင်ဗျာ ဒီနေ့မှာတော့အော်တိုဆိုင်ကယ်ဝင်နေတဲ့အခါဘေးကင်းစီကိုတိထားရမယ့်အချက်လေးတွေကိုဝေမျှပေးခဲ့တာဖြစ်ပြီးလူကြီးမလေးရဝင်တဲ့အော်တိုဆိုင်ကယ်လေးကိုဝင်နေချိန်တိုင်းမှာဘေးကင်းစီကိုကျွတ်တဆစစဝင်ပြန်ပြုလုပ်ကြရတဲ့လဲလဲပို့လိုအပ်ပါတော့ခုနဂျန်နီယောက်ကညာကိုဒါရွေးချယ်အသုံးပြုဖို့အကြံပြုလိုက်ပါတယ်ခင်ဗျာ